အားလုံးမင်္ဂလာပါနော်အခုဒါမီတင်လာရင်းနဲ့ပေါ့ဒီနေ့ရှုတော်သူတွေကြတော့အသိဝင်ကျင်နေနားမလည်တဲ့သူတွေကိုဒီနေ့လာပြီးတော့ပြောပြပေးတာပေါ့နော်မီတင်လာရင်းနဲ့ဒီမှာခမ်းမရောက်ဘူးပေါ့နော်ခါလေးရှင်းပြပေးမျိုးကျွန်တော်တို့တွေကဒီစီပွားရေးမှာ300ဘတ်နဲ့မမ်ဘာဝင်လိုက်မယ်ဆိုရင်ဒီမှာကြည့်ကျွန်တော်ပြပေးမယ်ဆက်လို့ internet website ကျွန်တော်တို့ပြင်ရမယ်နော် internet website ကအားလဲကျွန်တော်နိုင်ငံတကာနဲ့လုပ်လို့ရတယ်ဟုတ်ပြီနော် အဲ့တော့နိုင်ငံတကာနဲ့အလုပ်လုပ်လို့ရမယ်သူတို့ internet website ဆင်တဲ့တခုပြန်ရအောင်အဲ့တော့ဗျာဒါပြင်ပုံမှာ okay computer လေးထားလိုက်နော် okay ဒါပြင်ပုံမှာကျွန်တော်တို့က300ဘတ်နဲ့အသိဝင်ပြီဆိုရင်အတ္တမာကန်ကြီးတသိန်းဘတ်ပြန်ရသေးတယ်ဗျအတ္တမာကန်ကြီးတသိန်းဘတ်ဆိုတာကဘာလဲအတ္တမာကန်ကြီးတသိန်းဘတ်ဆိုတာကခလိကြတော့ကျွန်တော်တို့အသိဝင်မယ်ဆိုရင်အမွေပေးတဲ့သူနာမည်အသိဝင်ဘာလို့အမယ်ပြောပြပေးမယ်နော်အသိဝင်ရင် မိမိရဲ့တရားဝင် password သုံးဖို့မပုံတယ်နော်စသဖြင့်လိုအပ်မယ်ပြီးရင်ကိုယ်အမွေပြီးတဲ့သူလိုအပ်မယ်နော်အဲပြီးရင်ကိုယ့်ရဲ့ phone number လိုအပ်မယ်နော်ဒီချက်လက်နဲ့ကျွန်တော်တို့အသိဝင်ရအဲ့လိုအသိဝင်ခုနကျွန်တော်ပြောလိုက်တဲ့300ဘတ်နော်ကျွန်တော်တို့ပေးသွင်းပြီးအသိဝင်ရတယ်အဲ့လိုအသိဝင်လိုက်ပြီဆိုဘာပြင်ရလဲခုနကျွန်တော်ပြပေးတဲ့ internet website စင်တာပြင်ရမယ်ဒါပြင်လို့မှာအသက်အမှန်ကန်ကြီးတသိန်းဘတ်ပြင်ရမယ်ကဲဥမာကိုကမတော်တဆအသက်ဆုံးရှုံးသွားတယ်ဆိုရင် ဘတ်တသိန်းဘတ်တသိန်းဆိုမြန်မာငွေနဲ့တိုင်30ကျော်40မီပါရှိတယ်လေနော်အဲ့တော့ဘတ်တသိန်းကြီးပါကိုကျွန်တော်တို့ဘာဖြစ်လဲခုနကိုအမွေပေးခဲ့တဲ့သူတောင်းတယ်ဟလာအဲ့အမွေပေးတဲ့သူတော့ပေးတယ်ဒါကတော့ပြင်မရမှာနော်ဟုတ်ပြီအဲ့တော့အတမကနေတသိန်းဘတ်ပြင်ကုန်မှာကျွန်တော်ဘာပြင်ရသေးလဲဆိုရင်ကုမ္ပဏီမှာထုတ်လုပ်တဲ့ PC product ပေါင်းအားလုံးကိုလည်းမိတ်ဆွေတို့ကနေလက်ကားအစင်းနဲ့ဝယ်ခွင့်ရရှိမယ်ဒါတော့ဘာနဲ့အတင်းဝင်ပြီးရနော်ပြီးပြီဆိုရင်ဘာထပ်ရရှိဦးမလဲဆိုရင်မိတ်ဆွေတို့ဒါအလောက်ဆက်လောက်မှာဖြစ်တဲ့အခါကျတော့အလောက်လောက်ရင်ဘာလို့မဆိုမတက်ဘူးအဲ့တော့ မတက်တဲ့အရာတွေကိုတင်ကြားပြသပေးတဲ့ကျွန်တော်တို့အသင်းဝင်เนาะကျွန်တော်တို့တင်ကြားပြပြသပေးတဲ့အသင်းဝင် group တွေလည်းထပ်မံပြီးရရှိဦးမှာဖြစ်တယ်အဲ့တော့အသင်းဝင်မယ်အကြောင်းရင်းလေးကိုကျွန်တော်လာပြပြပေးတာဟုတ်ပြီအဲ့လိုအသင်းဝင်မယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကတိလိုက်ပြီဆိုရင်ကျွန်တော်တို့ကြိုက်မြတ်တတ်တယ်ဆိုရင်ကိုကမြန်မြန်ဆန်ဆန်ဝင်အောင်လုပ်ကင်ဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစီးပွားရေးမှာကျွန်တော်တို့ကရောက်ရှိလာတယ်ဆိုတာတယောက်တည်း မိုးပေါ်ကြပြီးရောက်လာလို့မရဘူးမိတ်ဆက်ပေးတဲ့သူရှိမှကျွန်တော်ဒီစီပွားရေးတွေကိုရောက်လာကြတယ်ဟုတ်လားအဲ့ဒါလို့ရောက်လာကြတဲ့အခါမှာကျွန်တော်ပြောပြပေးမယ်ဗျာတော့ဘာကြောင့်မလို့အရင်ဆုံးလောက်တဲ့လဲဆိုတဲ့အရာကြီးအဲ့တော့ကျွန်တော်တို့ကဥပမာမိတ်ဆွေနာမည်ကဥပမာနော်ဒီကညကိုကြည့်နေတာကဘာတူလဲကျွန်တော်နာမည်မပြောတော့ဘူးနော်အဲ့တော့မိတ်ဆွေနာမည်ကဥပမာမောင်ရှူဆိုတာဆိုနော်မောင်ဖြူဆိုပေးပါ Hm. Okay, thank you noch mal lieber. Ob ihr Mao Phu. အခုနာမည်က Mao Phu ပေါ့။တော့အကိုကိုမိတ်ဆက်ပေးတာကကိုညိုဆိုတဲ့သူကအကိုကိုမိတ်ဆက်ပေးတယ်ခွန်လာပြပေးတယ်เนาะ။အဲ့တော့အဲ့လိုပြပေးတဲ့အခါမှာဒါကိုညိုပေါ့နော်။ဟုတ်ပြီ။ ဒါပေမဲ့ကိုညိုအဲ့လိုကိုညိုဆိုတဲ့အခါမှာအဲ့လိုကိုကိုမိတ်ဆက်ပြီးတယ်ဒါပေမဲ့ကိုညိုကအခုတယောက်တည်းမိတ်ဆက်တာမဟုတ်ဒီစီဝိုင်းမှာလာတဲ့သူတွေကအဲခုနကျွန်တော်တို့နံပါတ်5ဝင်မှာဆိုခေါင်းဆောင်စီမှာအများကြီးရတဲ့ခါကျတော့တူဦးတဲ့နဲ့ကျွန်တော်တို့တင်းနေပြီးသွားတာမဟုတ်ခွင်လန်းဆိုတာလူတိုင်းရောပေးတာအဲ့တော့ကိုညိုကမိတ်ဆက်ပြီးတာမောင်အဖို့ရဲ့ခွင်လန်းပြပြီးတော့မောင်နီဆိုတဲ့တယောက်ကိုလည်းခွင်လန်းပြ ပြီးတော့မောင်ဖြူဆိုတဲ့ သူကိုလည်းအဖွဲ့လမ်းပြရဆုံးပါစို့ဒီကမှာဘသူ့ကိုရင်ပြလဲအခုအဖွဲ့လမ်းရင်ပြဒါမဲ့အကူကမလုံချင်ဘူးငါဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ငါစဉ်းစားအောင်မယ်ဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်လို့အဲ့တော့မောင်နီကနောက်မောင်းဝင်လေးလာတယ်ဝင်လေးလာပြီးသူခြိုက်နေတတ်တယ်မသိဘူးစူးစားအောင်မြင်မယ်ဒီမှာအောင်မြင်နိုင်မယ်ဆိုတာသူယုံကြည်လို့သူလုပ်နောက်တဲ့အခါမှာသူက300ပတ်လီနဲ့အရင်အသင်းဝင်လိုက်တယ်ဆိုပါစို့ဗျာအဲ့လိုအသင်းဝင်လိုက်ရင်ကိုညီမခေါ်လာတယ် မောင်နီဆိုပြီးဒီမှာအသင်းဝင်တော့ရောက်လာလားရောက်လာဟုတ်ပြီနော်ဒီခါမှာအဲ့လိုမောင်နီလိုရောက်လာတဲ့အခါမှာပြီးတော့မှအကူကဟေးငါငါလည်းလုံမယ်ဆိုပြီး300ဘတ်နဲ့အကူကအသင်းဝင်လိုက်တယ်ဆိုပါစို့ဒါဆိုရင်အကူဒီကိုညူမိတ်ဆက်တာဒါပေမဲ့ဒီမှာရောက်လာမယ်ကိုညူကနေမိတ်ဆက်လိုက်တယ်ဒီလိုဒီနေရာမှာမောင်ဖြူအကူပေါ့နော်ရောက်လာမယ် အဲ့တော့မောင်နှမရဲ့အောက်ကိုကိုမကြပါဘူးလားကြပါရယ်ခံစားဝင်မောင်နှမရဲ့အကျိုးခံစားဝင်ရှိဒီတော့အကိုသာအချိန်မစွဲပဲနဲ့အရင်အသိဝင်လိုက်မယ်ဆိုပါလို့ညာအရင်အသိဝင်လိုက်ရင်အကူကအပေါ်မှာနေရာရမယ်မောင်ဖြူဆိုပြီးတော့ဟာလာအချိန်မစွဲရတဲ့အကြောင်းကိုပြောရအောင်ပြီးပြီဆိုရင်အောက်မှာမောင်နှမရနောက်မှတင်ဝင်လာတယ်မောင်နှမပေါ့ဟာလား ပြီးမောင်ပြောလဲနောက်မှအသိဝင်လာတယ်ကိုညိုမိတ်ဆက်ပေးတာနော်အဲသိဝင်လာတယ်ကျွန်တော်တို့ sorry နော်မထားလိုက်မောင်ဝါထားလိုက်နော်ဥမာမောင်ဝါဒီမှာတော့အောက်ရလာတယ်နော်ကိုမောင်ပြောကအရင်နေရာယူထားလိုက်တယ်အသိရင်ဝင်လိုက်တယ်ဒါဆိုရင်မောင်နီနဲ့မောင်ဝါနောက်မှဝင်တယ်ပြီးတော့သူတို့ကမောင်နီနဲ့မောင်ဝါကိုယ့်ရဲ့အောက်ကိုမရောက်ဘူးလားရောက်တယ် ဘသူခေါ်လဲအခုခေါ်တာမခေါ်ဘူးเนาะမခေါ်ဘူးဒါပေမဲ့အဘိုးဂျိုးခန္ဓာကိုမရှိလားရှိတယ်ဘာကြောင့်ရှိတယ်လို့ပြောရလဲဒီစီးပွားရေးကကိုတိတိမတိတိခေါ်ခေါ်မခေါ်ခေါ်တကယ်ကြိုးစားတဲ့သူတကယ်မိမိနောက်အောင်ရောက်ရှိနေတဲ့သူတွေရဲ့အကျိုးခံစားခွင့်ပြီးတယ်လို့ပြောပြီးသားဒီစီးပွားရေးမှာเนาะတကယ်ကြိုးစားရင်ကြိုးထားတယ် တော့ဒီမှာငါနဲ့ဘယ်မှာတယောက်ညာမှာတယောက်တကယ်ကြိုးစားတဲ့သူနှစ်ဦးတွေ့ရင်အောင်မြင်ပြီလို့ပြောတယ်။အဲ့ဒီခါမှာအခုမောင်ဖြူကဲဒီဘက်ချမ်းမှာမောင်နေနဲ့မောင်ကကြိုးစားတယ်။ဒါဆိုမောင်ကအတိကြိုးစားတယ်ဗျာ။ဒါဆိုအခုဒီဘက်ချမ်းမှာတယောက်တွေ့ရင်ဝင်ဝင်ရပြီအောင်မြင်နိုင်တယ်။ဒီတော့ဒီလူကအခုခေါ်လာလားမဟုတ်ဘူး။ဒါပေမဲ့ရတယ်ခင်ဗျ။အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာက အရင်နေရာယူထားရတဲ့အကြောင်းရင်းကကိုအောက်မှာကိုမသိတဲ့သူတွေလည်းခံစားခွင့်ရှိတယ်ခေါ်ချလာတဲ့ဘဝခေါ်ချလာတဲ့သူတွေလည်းခံစားခွင့်ရှိတဲ့အတွက်ကြောင့်လို့အရင်အသိဉာဏ်ထားရှင်ပို့ပြီးတော့ကိုအတွက်အကျိုးရလက်ရှိတယ်ဆိုတဲ့အရာလေးကိုကျွန်တော်လာပြီးတော့ညှ့ဝေပေးတာခင်ဗျာဒါကြောင့်မလို့မိတ်ဆွေသည်ဆက်ဆက်မောရဲ့ဝင်ငွေပလန်ကိုသိပြီးနားလည်ပြီးဆိုရင်ဒါပေမဲ့ အရာအလုံးကြီးကိုအရင်နားလဲချင်တာထက်တကယ်လှုပ်ချင်စိတ်ရှိလားဒါမှမဟုတ်လေရှင်ကိုယုံကြည်စိတ်ရှိလားဒီနှစ်ချက်လေးကိုပြန်ဆန်းစစ်ပါလှုပ်ချင်စိတ်ရှိတယ်ယုံကြည်တဲ့စိတ်ရှိတယ်ဆိုရင်မိတ်ဆွေချိန်မဆွဲနဲ့ဝင်ရလောက်ကဘာဖြစ်လို့လဲလှုပ်ချင်စိတ်ရှိရင်တင်ပြီးတဲ့ကလူတွေမှာတင်ပြီးရင်တက်ဒီတော့ကြောင့်မလို့မဆိုးရိမ်နဲ့ဒါပေမဲ့လှုပ်ချင်စိတ်တော့ရှိတယ်ယုံကြည်မှုမရှိဘူးဆိုရင်တင်ပြီးရင်တက်တယ်မှန်တယ်ဒါပေမဲ့ယုံကြည်မှုမရှိတဲ့အတွက်ကြောင့်မလို့ တကယ်တရားနဲ့တော့မလုံနိုင်ဒီအတွက်ကြောင့်မလို့ယုံကြည်မှုနဲ့လုံချင်စိတ်ဒီနှစ်ချက်ကိုပြန်ပြီးကိုယ့်ကိုယ်ကိုပြန်စမ်းစစ်ပါစမ်းစစ်ပြီးလို့ရှိရင်အဲ့ဒီနှစ်ချက်မိမိရှိမှရှိတယ်ဆိုရင်မိမိဒီအချိန်မစွဲပဲနဲ့ကျွန်တော်ပြောသလိုမျိုးဒါအရင်ဦးဆုံးနေရာယူပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်နာမည်ကကိုကူဖြိုးလို့ခေါ်ပါတယ်အားလုံးနဲ့မင်္ဂလာပါနော်